ဘာသာအမွေကျွန်းလင်းနိုင်ပါစေခေဆုခေကောင်းအချိန်ကာလပိုင်းဆိုတာရှိနိုင်တယ်စပေချံကမှဆိုထားတဲ့ခေကာလကိုရှုခလေးမျိုးနဲ့ဖော်ပြထားတာရှိတယ်ကတ္တယုကတရေတာယုကတောပရာယုကနဲ့ကလိယုကလို့ ဘုရားဝါဒကျမ်းစာမှာတော့မဟုတ်ဘူးအိန္ဒိယနိုင်ငံမှာထွန်းကားတဲ့တက္ကະဘာသာကျမ်းစာမှာလူလောကသမိုင်းကိုခေလေးခင်းနဲ့ပိုင်းခြားပြီးတော့ဖော်ပြထားအဲ့တော့ဘုရားရဲ့ခေါ်ပြောချက်နဲ့လည်းပဲရှိမြော်တယ်ပေါ့ဘာဖြစ်လို့လဲဆိုမြတ်စွာဘုရားကလူလောကကြီးဟာကောင်းလိုက်ဆိုးလိုက်မတည်ငြိမ်တဲ့အနေထားရှိတယ် ကောင်းတဲ့အပိုင်းကနေပြီးတော့ဆိုးတဲ့အပိုင်းကိုတဖြည်းဖြည်းရွေးရှားသွားတာရှိတယ်လို့ဆိုးတဲ့အပိုင်းကနေပဲကောင်းတဲ့အပိုင်းကိုရွေးရှားသွားတဲ့အချိန်ကာလမျိုးရှိတယ်။အဲ့တော့မတည်ငြိမ်ဘူးပေါ့။အကောင်းကြီးလည်းမရှိနိုင်ဘူး။ဆိုးကြီးလည်းမရှိနိုင်ဘူး။ဒါဟုတ်တယ်။ဖြစ်နိုင်တယ်။လောကမှာအခြေအနေဆိုတာအဲ့တိုင်းပဲလေ။ကောင်းတဲ့အခြေအနေရောက်တဲ့အခါရှိတယ်။ဆိုးတဲ့အခြေအနေရောက်တဲ့အခါရှိတယ်။ ဒါကြောင့်မို့လူလောကလူသမိုင်းကိုကြည်လိုက်ပဲဆိုရင်လောကမှာရှိတဲ့လူသားတွေဟာလေးပုံပုံလေးပုံလုံးကောင်းတဲ့အချိန်ပိုင်းဆိုတာရှိခဲ့တယ်တကယ်ကိုလူတိုင်းလူတိုင်းဟာကောင်းမွန်တဲ့စိတ်ထားတွေနဲ့အဲ့ဒါမှသာကြသာယာအေးချမ်းတဲ့အချိန်ပိုင်းကိုကတ္တယုကခေတ်လို့ခေါ်တယ် လူကလေးပုံပုံလေးပုံသလုံးဟာလူကောင်းနေကြီးပဲ။နောက်အဲ့ဒီထဲကနေတဖြည်းဖြည်းရောကြလာတဲ့အခါမှာလေးပုံထဲမှာစွမ်းစံနဲ့ကြက်ချေးရောဆိုတာလို့ကြက်ချေးရောဆိုတာလို့ပဲလေးပုံပုံတပုံလောက်ကအဆိုးဘက်ကိုရောက်လာတာရှိတယ်။အဲ့ဒီအဆိုးဘက်ရောက်လာတဲ့အခါမှာသုံးပုံကပဲဒုခောင်း တဘုံကအဆိုးဖြစ်လာတယ်။အဲ့ဒီခေတ်လေကြော်ဖြတ်ခဲ့ရတာပဲ။အဲ့ဒီခေတ်ကတရိတာယူကလို့ခေါ်တယ်။တောပရာယူကခေတ်ရောက်လာတဲ့အခါကျတော့အကောင်းဘက်ကမတိုးဘဲနဲ့အဆိုးဘက်ကတိုးလာတယ်။ထာသဘာဝပဲလေ။စဉ်းစားကြည့်ပေါ့။တည့်ရသည်ဆယ်လုံးဆိုတာ အဲ့ဒီတေယသီဆယ်လုံးထဲမှာအပုတ်တစ်လုံးပါလာတယ်အပုတ်တစ်လုံးနဲ့အကောင်းကိုလုံးတူတူထားလိုက်လို့ရှိရင်အဲ့ဒီအကောင်းကိုလုံးကပုတ်နေတဲ့တေယသီကိုအကောင်းဖြစ်အောင်မလုပ်နိုင်မလုပ်နိုင်အဲ့ဒီပုတ်နေတဲ့တေယသီတစ်လုံးကနေပြီးတော့ จันเนี่ยโกโลงကိုပုတ်တော့အောင်မယ်လုပ်တယ်။ကောင်းပြပြတယ်တော့မရှိဘူး။နော်။အဲ့တော့လူရဲ့အဆိုးဘက်ကိုရောက်လာတာ။အဲ့တော့လူတွေဟာသုံးဘုံကနေပြီးအဆိုးကနေတိုးလာတော့၄ဘုံ၄ဘုံဖြစ်လာတယ်။တရိတာယူကလို့ခေါ်တယ်။နောက်တခါတဝက်စီကောက်တဝက်စီဆိုးနေတဲ့အနေထားမျိုးอ่ะ တခါအဆိုးဘက်ကပိုးလာပြန်တယ်လူလေးယောက်မှတယောက်ဖက်လူကောင်းကြံပြီးတော့ဂျန်တဲ့လူသုံးယောက်ကအဆိုးအဲ့တော့အကောင်းကတပုံပဲကြံ့တော့တယ်အဲ့ဒီခစ်ကိုကလိယုကလို့ခေါ်တယ်အဆိုးများသွားတဲ့ခစ်ပေါ့နော်ဆိုးများသွားတဲ့ခစ်ကောရဝမြတ်စွာဘုရားပွင့်တာဟာအဲ့ဒီကလိယုကမှာပွင့်တာ အဆိုးများတဲ့ခေတ်မှာဥပမာမဲ့လေးချောင်းတော့စပွဲကြီးမှာခြေတော့သုံးချောင်းကကျိုးနေပြီးတော့ခြေတော့တစ်ချောင်းနဲ့ထောက်ထားတဲ့စပွဲဘယ်လိုနေမလဲချစ်ကြည့်ပေါ့ခြေတော့တစ်ချောင်းနဲ့ပဲထောက်ထားတဲ့စပွဲဟာစောင်းလဲစောင်းမယ်လှုပ်လဲလှုပ်မယ်အဲ့တော့လူလုံးကကြီးဟာအကျင့်တရားတွေပြက်ပြားပြီးတော့ လှုပ်လဲလှုပ်တယ်ဆောင်းနေဆောင်းနေတဲ့အဆိုးဆုံးအချိန်ပိုင်းလို့သူပြောလို့ရတယ်ပေါ့နော်အချိန်ပိုင်းကိုရောက်လာအဲ့ဒီအချိန်ပိုင်းကလည်းပဲနောက်ဆုံးမှလူလေးဘုံဟာလေးဘုံလုံးအဆိုးကြီးကြီးဖြစ်သွားတဲ့အချိန်ပိုင်းရောက်လာနိုင်သေးတယ်ပေါ့အဲ့ဒီကြရင်တော့အကောင်းကုံသွားပြီးတော့အဆိုးကြီးလွတ်မှုသွားတဲ့အချိန်ရောက်အဲ့လိုဖြစ်သွားပြီဆိုရင်တော့လောကမှာ လောကကြီးတစ်ခုလုံးဟာမိဟုံတောက်ပြီးတော့ပျက်စီးဆုံးရှုံးတဲ့အနေတာမျိုးတစ်ခုရောက်သွားတယ်။အခုခေတ်ကြီးကိုကြည့်လိုက်မယ်ဆိုရင်လည်းအဲ့ဒီဘက်ကတာဆူးနေတဲ့သဘောရှိတယ်။ဘာဖြစ်လို့လဲဆိုအစွမ်းထက်တဲ့လက်နဲ့ကြည့်ရတာမိဟုံတောက်ပဲဟာလေကြီးပဲလေကောင်းလို့အဲ့တော့အကောင်းဆိုမမြော်လင်းမြော်လင်းလို့မရတဲ့အနေထားပဲဖြစ်သွားတယ်။ဘာဖြစ်လို့လဲဆိုဖျားပွင့်ကလေးကကလေးရုပ်ခေါ်တာကို အဲ့ဒီကလိယုဂထဲမှာမြတ်စွာဘုရားပွင့်တာဖြစ်လို့သုပိတိုင်းသုသုတဲ့သုဒီလိုပဲထလာမှာဖြစ်တယ်။နောက်ဆုံးမှာနောက်ဆုံးအဆင့်အဆိုးဆုံးတန်းကုန်သည့်ထီအောင်သုသွားပြီးတဲ့နောက်မှာတော့မုံတိုင်းထန်လို့မုံတိုင်းပြင့်သွားလို့ရှိရင်လေးပြေးလေးလာတဲ့အချိန်ဆိုတော့ပေါ်လာတတ်တယ်ပေါ့နော်။မုံတိုင်းတိုက်ပြီးတဲ့နောက်မှာ လေပြေလေးတိုက်လာတာတဲ့အဲ့ဒီချိန်ခါရောက်လာလို့ရှင်တော့အဆိုးတွေကကုံသွားပြီးကောင်းဘက်ကိုပြန်စားလာအဲ့ဒီကနေပြီးကောင်းလိုက်ပြန်တယ်ကောင်းတဲ့တန်းကလည်းတဖြည်းဖြည်းတက်သွားပြီးတော့နောက်ထပ်အဆိုးဆိုလာအောင်ပဲလူတွေတတန်းတွေကလည်းမတန်မှရှိအတင်ခြေတန်းတိအောင်ရောက်နတ်တွေတဲ့တောင်အသက်ရှိတဲ့အဆင့်တိအောင်ရောက်သွားနိုင် နောက်ပိုင်းမှာလူတွေအချင်းပြက်သည့်အတွက်ကြောင့်တတန်းတွေကပြန်ဆုပ်ယူလာဒါဆက်ကဝတိသုတ်တမဒီတိုင်းပဲဟောထားတာဗျာနော်ဒီတိုင်းပဲဟောထားတာအဲ့လိုအကောင်းနဲ့အဆိုးကျုံနေတာသောဝတရားကြီးတို့ဖြစ်ပြီးတော့နေအဲ့တော့ကောင်းခြင်းဆိုခြင်းရဲ့အဓိကအကြောင်းကတော့ဘာတော့ဆိုရင် တော်ဝရီအလုံးရဲ့မကောင်းတဲ့စိတ်တွေသဘောထားတွေမကောင်းတဲ့စိတ်တက်တွေလွန်မို့လာခြင်းဟာမကောင်းခြင်းအကြောင်းတစ်ခုဖြစ်တယ်ပေါ့မြတ်စွာဘုရားပွင့်လိုက်လို့ခန္ဓာသွားတဲ့အနေထားမျိုးတော့ရှိတယ်မြတ်စွာဘုရားပွင့်သွားတာပြိဋိဘံဆန်သွားတာအခုနေပေါင်း2600 2500ကျော်သွားပြီဆိုတော့တဖြည်းဖြည်းအဆုဘက်ကအတာလာမှာပဲ တော့ခုချိန်မှာအဆုံးဆုံးလို့မဆိုရသေးတဲ့အချိန်လေးရောက်တဲ့အချိန်မှာကိုကိုယ်တိုင်ကောင်းနိုင်သမျှကောင်းအောင်ကြိုးစားဖို့ကလွယ်ပြီးတခြားလုပ်စရာဘာမှမရှိပါဘူး